ရတယ်။အသက်70တရား70ရှစ်ရှစ်ထိဟောနေရမယ်။ဟုတ်လား။အဲ့လိုပြောအခုအဖေက60ကျော်နေပြီလေဟုတ်တယ်မလားအဖေကအရမီးယားမြတ်စွာဘုရားကိုပွင့်နေ60ကျော်ဒီကနေဟိုက60 70ကျော်လာကြီးဟာ60နဲ့80ဘယ်ကကြီးတော့ဟာဘယ်ကကြီးတော့ နဲ့80ဘယ်ရကြီးလဲ90ကြီးတာလေအဲရောတုတ်လန့်အောင်ဟုတ်လားငငယ်ငငယ်တော့ဘာဖြစ်တယ်ဘသူကပြောရလဲအဖေချောရလို့တမန်ဘယ်တိမလေးကနောက်ကလိုက်လိုက်ပြောနေကြဟုတ်လားဘယ်လိုဘယ်လိုပြောရလဲဟိုအញ្ញချောတယ်တဲ့အဲ့လိုပြောနေကြဟုတ်လားသိစမ်းအဲ့ဒါမှအိတ်ကြမ်းမှန်းနဲ့မတော်ထောင်ကြဟာလို့ကြည့်လို့မချောတာ အဲ့လေအဲ့ကျပ်မကွာကူမနဲ့ပြန်ကြည့်တာတကယ်ချောနေရလားတကယ်ချောလို့ဘောလို့တကယ်မချောရင်တနာပဲပြောမယ်အေးဘောငါနဲ့တိရတယ်ဘောအဲ့လေတကယ်ချောနေရဘောအိမ်ရောက်တော့ကာပြန်ပြောမအေးကျတော့မနဲ့ကွာကူပြီးကြည့်တာအဲ့ခါကျတော့ဦးသွားပြီအော်ဟုတ်လား သူကလမ်းကနေလမ်းကနေပြောတော့ချောတဲ့တော့ငယ်သေးတယ်အိမ်ရောက်တချက်ချင်းအိုလာလာဘလို့ချက်ချင်းအိုလာလဲโอ้แม่တင်များတွေကကြည်နေကြဦးဩတင်များတော့နောက်တော့မတက်ခဲ့တဲ့ဟာနဲ့အခုရောက်နေတဲ့နေနဲ့အဲ့ဒီတို့ချိန်ပြောရရင်ဩ ငငယ်တော့တော်တော်ချုံးမနော်လို့ပြောရလားအဲ့လိုပြောရလားဟုတ်ကဲ့အာအဲ့ဆိုအဖေနဲ့အမေနဲ့ဘာလို့ပို့ချောလဲဘောကပြောငါဘောကသူလည်းသူသူဆင်ရှိလာလာမှာဘောအော်သူလည်းသူဆင်လာတယ်အာငါတော့နေမျိုးကြည့်ပြပြောရတယ်။ဟုတ်။ဟာမင်းမ အတက်ကြီးမှမင်းလည်းချိုးတော့ပြန်ပြန်ပြန်လိုက်တယ်ဆိုအသာချိုးတော့သူအားတဲ့သွားပြီသွားရမယ်တနက်ဖိတ်ထားတဲ့နေရာသွားမှမကြောက်ကျွမ်းသူအလားပြင်မှာအလားပြင်တာပေါ့ဩအဲ့မှာတားချိုးနေချိုးနေဩအဲ့ချိုးအဲ့လေအမေတားချိုးလို့လေအဖေကအဖေကသဘောကျတာပါနော်အဲအကြောင်းက ရင်လက်တာ။အော်။အခုကြခုကြတော့သွားရတယ်မရှိ။အခုကြသွားရတယ်မရှိဘူးလား။